ကာဖေကညာနိုင်ငံမဆိုင်မာရာတော်ကြီးရဲ့2012 2021ကာလရဲ့စစ်မှန်တဲ့အရှင်သခင်ရဲရင်ချင်းကြံရန်ချင်းတို့ရဲ့ပြရုပ်ခေါင်းဆောင်နိုင်မှုနဲ့ collaboration တစ်ခုကိုအဖော်ဝင်ညီကိုချင်းသေးတွေနဲ့မျှဝေခံစားစေသောစိတ်သက်တွေဟာဘယ်ကောင်းဆောင်ဘယ်ချင်းသေးမှပြည့်မှုလေးမရှိတဲ့အမှုကျင့်တွေကြောင့်ပဲကဘာကျော်သတင်းဌာနကြီးဖြစ်တဲ့ BBC ကသူ့ရဲ့ documentary ကိုအလေးနဲ့ထားလာရောက်ရိုက်ကူးပြီးချိန်မှာတော့စကားဖေးဟာကဘာကျော်ချင်းသေးတကောင်ဖြစ်လာခဲ့တာပါ ရှင်သေးတည်းရေတကယ်လက်တွေ့ဘဝဟာအသက်ရှင်တန်ဖို့အစားအစာရရှိဖို့ကအခြားမျိုးစိတ်တွေတွေဆိုင်အတော်လေးကိုခက်ခဲတယ်လို့ပြောရမှာပါအသက်ကိုရင်းထားရတဲ့ဘဝတွေပါတော်ပရင်လို့သာလူတွေကတင်စားကြပေမဲ့တကယ်လက်တွေ့ဘဝကတော့အဆင်ပြေချုံးမွေးနေတာမျိုးမဟုတ်ပါဘူးအာဖရိကတိုက်ရေအနောက်တောင်ပိုင်းကမြစိမ့်လွင်ပြင်တွေနဲ့တောအုပ်တွေထဲမှာရှင်သေးအုပ်တွေဟာကိုပိုင်နဲ့သူ့ပိုင်နဲ့ခွဲခြားကသူ့ပိုင်နဲ့သူကိုပိုင်နဲ့ကိုမင်းမှုနေကြတဲ့တရားဝါတွေပဲဖြစ်ပါတယ် ချင်းတေတီနှစ်ကောင်ကနေ6ကောင်ထိပါဝင်ပြီးချင်းတေအမ4ကောင်ကနေ20ထိပါဝင်ကြတဲ့အုပ်စုတစုကို pride လို့ခေါ်ပါတယ် pride ထဲမှာမွေးဖွားလာတဲ့ချင်းတေကလေးတွေကိုအမတွေကပဲသူကလေးကိုကလေးမခွဲကြပဲနှုတ်တိုက်ချင်းအစာရည်သာကျွေးမွေးခြင်းများပြုလုပ်ကြပြီးဝိုင်းဝန်းဆောက်ရှောက်လေးရှိကြပါတယ် pride တစ်ခုရဲ့အစာလိုအပ်ချက်ကိုအမတွေကပဲတာဝန်ယူရှာဖွေအမဲလိုက်ကြပြီးအထီးတွေကတော့အုပ်စုလုံခြုံရေးအတွက်အခြားကျူးကျော်ဝင်ရောက်လာတဲ့ချင်းတေတွေကိုတိုက်ခတ်ကာကွယ်ဖို့နဲ့မျိုးဆက်အတွက်မိတ်လိုက်ပြီးမင်းမှုနေကြတာပဲဖြစ်ပါတယ်အုပ်စုတွေက ချင်းသေးလေးတွေအသက်နှစ်နှစ်လောက်ရောက်လာကြပြီးအရွယ်တစ်ခုရောက်လာတဲ့အချိန်အမပေါက်ကလေးတွေကိုအုပ်စုမှဆက်ထားပေမဲ့အထီးပေါက်ကလေးတွေကိုတော့အဖွဲအားတွေနှင်ထုတ်ပစ်ကြတာသဘာဝပဲဖြစ်ပါတယ်။ထွက်မသွားခြင်းနဲ့အထီးပေါက်ကလေးတွေအနေနဲ့ဖခင်ဦးလေးချင်းသေးကြီးတွေကို ပြန်လည်တိုက်ခိုက်နိုင်သွားမှရှိသေးတဲ့အချိန်မှာအုပ်စုကိုဆွန့်ခွာဖို့ကသာရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်နေခဲ့တာပါ။အုပ်စုမှရှိစဉ်ကအမေတွေအတော်တွေရဲ့ရှာဖွေခြင်းမွေးတာကိုအခမ်းအနားထိုင်စားခဲ့ကြရပေမဲ့ထွက်သွားတဲ့အချိန်မှာတော့အခြားချင်းသေးတွေရဲ့တိုက်ခိုက်မှုအစာရည်စာပြက်လက်မှုတွေက သူတို့ရဲ့အသက်၄နှစ်ပြည့်မွေးနေ့တောင်မရောက်နိုင်ခဲ့ကြတာပုံများပါတယ်။အုပ်စုကနှစ်ထုတ်ခံရချိန်မှာတကောင်လဲတော့၎င်းအခြားညီကိုဝန်ခွဲချင်းသေးတွေနဲ့တော့၎င်းရွတူချင်းသေးတွေအားလုံးကိုအဖွဲလိုက်နေထုတ်ခံရတာကပုံများပါတယ်။စကားဖေးကလည်း2009ခုနှစ်မှာမွေးဖွားခဲ့ပြီးသူ့အသက်နှစ်နှစ်2009ခုနှစ်မှာတော့အုပ်စုကနေသူ့ညီကိုဝန်ခွဲတွေဖြစ်တဲ့မိုရာနီစကီအိုဟန်တာတို့နဲ့အတူနှစ်ထုတ်ခံလိုက်ရပါတယ်။အဖွဲကနေထွက်လာခဲ့ရပြီးကြံတလာတဲ့လောကဒဏ်ကိုရင်ဆိုင်ရကငတ်တလက်ပြတ်တလက်နဲ့အယောရောက်လာခြင်း မှုဆောင်ရင်ကြမ်းကြမ်းခံရင် ရုန်းကန်ရပါတော့တယ်။ရှင်သေးတွေဟာအုပ်စုလိုက်အမဲလိုက်ကြတဲ့တဲ့ဝါတွေပါ။အမဲလိုက်ကျွမ်းကျင်နေကြတဲ့အမတွေရဲ့အုပ်စုဖွဲ့အမဲလိုက်ပြီးတားကောင်ရရှိနှုန်းဟာတရာရာခိုင်နှုန်းမှာစသုံးရာခိုင်နှုန်းလောက်သာအောင်မြင်ကြတာကိုကြည့်ချင်းအဖြစ်အုပ်စုကနေထုတ်ခံလိုက်ရတဲ့တင်ကွယ်ထိပေါက်ကလေးတွေရဲ့ဘဝကိုတွေးကြည့်လို့ရမယ်ထင်ပါတယ်။ ညီအကိုလေးကောင်မယမကအမဲလိုက်ထားတဲ့အသားကောင်တွေကိုလည်းခိုင်းနာလို့ခေါ်တဲ့ခွေရအုပ်စုရဲ့ဘူကြလူရဲ့ချင်းတွေကိုလည်းခံရတာကအကျဉ်းချင်းပါပဲဒီလိုချင်းတွေမျိုးမှာညီကိုချင်းသေးတွေအဖော့ဝင်တွေကွဲသွားကြရတာထုံးတမ်းလို့ဖြစ်နေတာပါဒါပေမဲ့စာပြင်းလာတဲ့စကားဖေးရဲ့ခေါင်းဆောင်မှုအောင်မှာ သူတို့ညီကိုလေးကောင်ဟာစီလုံးမှုချစ်ခင်မှုရိုင်းပင်းကူညီမှုအပြည့်နဲ့ဘဝကိုခက်ခဲခက်ခဲရပ်တည်ပြီးသူတို့အသက်၅နှစ်လောက်ရောက်လာချိန်လောကကိုခေါင်းပေါက်ကြည့်ဖို့ခွန်အားစိတ်တဲ့အရွယ်စားပြဖြိုးလာချိန်ကိုရောက်လာခဲ့ပါတယ်။သူတို့လေးကောင်ပါဝင်တဲ့အဖွဲ့ကို Four Mosquitoes Collaboration လို့ခေါ်ပါတယ်။ဒီ Collaboration ကနောက်တစ်ချိန်မှာမဆိုင်မာရာတောကြီးတစ်ခုလုံးကိုမြေလံပစ်မယ်။ဒေတိကျ Collaboration တစ်ခုဖြစ်လာမယ်လို့ဘယ်သူမှမသိကြပါဘူး။ 2011ခုနှစ်အရောက်မှာတော့ Four Mosquito Collaboration ကနာမည်တစ်လုံးနဲ့ဖြစ်လာပြီးကြံ့ရန်နေခဲ့ပါပြီ။ဒီထဲက Scarface ကတော့အကြမ်းဆုံးပါပဲ။ Pride တစ်ခုတောင်မပိုင်ဆိုင်ရသေးနာမည်ပိုင်ဆိုင်မှုဆိုတာလုံးဝမရှိသေးတဲ့အချိန်မှာပဲဒီအဖွဲ့ကထင်တိုင်းကျဲနေခဲ့တာပါ။အခြားတင်ကွက်ချင်းတွေကိုအကြောင်းမဲ့စောက်ခွက်ဖြတ်ရိုက်တာတွေအခြား Pride ကအမားတွေကိုဗရက်ကာယာဝင်လုပ်ပြီး နရွက်သည်သည်ဆွသွားတာတွေဟိုင်းနာအုပ်တွေနဲ့တွေ့ရင် အပျော်တမ်းဘောင်ချာဆုပ်တာတွေနဲ့ထင်တန်းကျန်းနေကြတော့တာပါတခါကစကာဖေးတစ်ကောင်နဲ့ဟိုင်းနာအုပ်ထဲကိုဝင်ပြီးဆယ်ကောင်ကျော်အထိကြိုက်တက်ခဲ့ဖူးပါသေးတယ်ဒါကသူတို့ငငယ်ကမရမကအစာရှာထားရတဲ့အစာတွေကိုလူခံရတဲ့စိတ်တန်ရာတွေကိုခွန်အားရှိလာချိန်မှာဘောင်ချာရှင်းတာဖြစ်နိုင်တယ်လို့လေးလာရေးသမားတွေကဆိုပါတယ်2012ခုနှစ်အရောက်မှာတော့မာယာမြကန်ဘေးမှာအပိုင်စားရထားတဲ့ Max Pride လို့ခေါ်တဲ့ ချင်းလေးအုပ်ကိုမက်စကီတာကော်လာလေးရှင်းကတိုက်ခိုက်သိမ်းပိုက်ပြီးစကာဖေးရဲ့ပထမဦးဆုံးနှံသိမ်းပွဲကိုအနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာစကာဖေးဟာအသက်9နှစ်ဝန်းကျင်သားရှိသေးပြီးတော့လေသံမွေးတောင်ကောင်းကောင်းမဆုံသေးပါဘူး။ဒီလိုချင်းသေးပြိုလေးက Pride တစ်ခုရဲ့ခေါင်းဆောင်ချင်းသေးကြီးကိုအကြောက်လန့်မရှိမဆုတ်တမ်းတိုက်ခိုက်သိမ်းပိုက်လိုက်ချိန်မှာစကာဖေးဟာနံမကြီးချင်းသေးတစ်ကောင်ဖြစ်လာခဲ့တာပါ။ဒီတိုက်ခိုက်မှုမှာပဲ သူ့ရဲ့ညာဘက်မျက်လုံးပေါ်မှာအသားဘက်ဟာပက်ပါသွားခဲ့ပြီးသေရပါအမှတ်သားဖြစ်သွားခဲ့တာပါဒီအမှတ်သားကပဲစကာဖေးရဲ့လူဖြစ်လာပြီးတခြားချင်းသေးတွေနဲ့ကွဲထွက်လာခဲ့တာပါမပရိုက်အုပ်စုကိုမက်စကီတာအဖွဲ့ကအနိုင်ရရှိခဲ့ပြီးထုံးစံအတိုင်းပရိုက်ထဲကအရင်ချင်းသေးထီးရဲ့သားပေါက်တွေအကုန်လုံးကိုတပ်ပစ်ပြီးအဖွဲ့ကိုထိန်းချုပ်ခါချက်ချင်းပဲနမီပိုင်နဲ့ပြောင်းသွားပြီးဆိုတာကိုသိစေဖို့ဟိန်ဟောက်တန်ပြူကကင်းလက်ပြီးပိုင်နဲ့နမီတွေကိုသူတို့ရဲ့စီးတွေခြေပေါ်ကထွက်တဲ့ဂလန်တမျိုးနဲ့တတ်မှတ်တာတွေလို့ ်ပြီးနမည်ပိုင်းမှာတော့တဲ့ pride ခုကိုတိမ့်ပိုက်ဖို့ဆိုတာအသက်ကိုဓာသွားဖို့တင်ထားရတာပါအသေးချေတိုက်ခိုက်ပြီးရရှိလာတဲ့ pride ခုကိုထိမ့်သိမ့်လိုက်ချိန်မှာတာဖောက်တွေကို အကုန်ကိုက်တတ်တာဟာလဲကြေကွဲเสียရကောင်းပေမဲ့ဒါကချင်းဒီလောကရဲ့ထုံးတမ်းတစ်ခုကိုဖြစ်နေတာပါဒါမှလည်းအမတွေကရာသီဆက်ဝန်းပြန်စပြီးမြန်မြန်အမိတ်လိုက်ခါသူတို့ရဲ့မျိုးဆက်ကိုချနိုင်မှာမို့လို့ပါ။ ထူးဆန်းတာကရှင်သင်အမတွေအားလုံးဟာတစ်ချိန်တည်းဟိအတူတူလာကြပြီးကလေးတူတူယူနိုင်ကြတာပဲဖြစ်ပါတယ်စကားဖေးကခေါင်းဆောင်ဆိုပေမဲ့ဖွဲ့တဲ့ကအမားတွေကိုသူ့ရဲ့ညီကိုတွေဖြစ်တဲ့မိုရာနီစကီယိုဟန်တာတို့နဲ့မိလိုက်ချင်းတွေကိုခွင့်ပြုပေးခဲ့တာပဲဖြစ်တာပါဒီလိုအပြုအမူကိုအခြားချင်းတွေဘယ်အထိမှလုံးလိလုံးတာမရှိခဲ့ကြပါဘူး ဒါဟာသူတို့ကော်လာလေးရှင်ရဲ့မြေကိုတွေစီလုံးမှုကိုပြသေးတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်ဒီလိုနဲ့မက်စကီတာတွေထိနှံရရှိပြီးပိုင်နက်တွေလည်းရရှိလာခဲ့ပါတယ်စကားဖေးကဒီလောက်နဲ့ကျဉ်းနှံမဲ့အကောင်တော့မဟုတ်ခဲ့ပါဘူးမဆိုင်မာရာတော်ကြီးတစ်ခုလုံးကိုမြေလံပြီး သူ့ရဲ့အေဂရစ်အိမ်မက်ကိုမက်နေခဲ့တဲ့သူပါဒီလိုနဲ့ ခြားကျင်သေးအုပ်တွေကိုတအုပ်ပြီးတအုပ်စတင်ပေါင်ချဆုပ်ပါတော့တယ်ဒီကြားထဲကြမ်းလာပါတဲ့ဆိုတဲ့ရေမင်းတွေကိုလည်းအမဲလိုက်စားတောက်ခဲ့သလိုတွေ့သည်မချင်းသေးအထီးတွေကိုလည်းအပြင်းပြေအမဲဖြတ်ခဲ့သေးတာပါမက်စကီတာတွေရဲ့ကြမ်းရမ်းမှုတွေကြောင့်မဆိုင်မာရာတော်ကြီးတစ်ခုလုံးကြီးလက်ဆန်စားခဲ့ရတာပါဒါအပြင်မိချောင်းအိုင်နဲ့ရေဝင်တောက်နေတော့မိချောင်းထဆွဲတာကိုလည်းစောက်ဖက်မလုပ်ခဲ့သလိုဟာအင်းနာအုပ်ကြီးတဲကိုဝင်ပြီးသူများအမဲလိုက်ထားတဲ့နွားကိုလည်းတကောင်နဲ့ဝင်စားနေခဲ့တာမျိုးတွေလည်းလုံနေပါသေးတယ်ဒီလိုအကြောက်လန့်မရှိလူမ မထင်မှုတွေကြောင့်ပဲ2018ခုနှစ်မှာမာဆိုင်လူမျိုးတစုရဲ့ပြစ်ခတ်ခြင်းကိုခံခဲ့ရပြီးညာဘက်ခြေထောက်မှာမြားဒဏ်ရာနဲ့ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့ပါသေးတယ်။ဒီဒဏ်ရာဟာစိတ်ကူးတမှုမခံရဘဲပျောက်ကွင်းခဲ့တယ်ဆိုပေမဲ့ တည်တဲ့ချိန်ထိညာဘက်ခြေောက်ကမတန်တော့ပဲထောင်းနဲ့ထောင်းနဲ့နဲ့ဖြစ်သွားခဲ့တာပါစကားဖေးဟာမဆိုင်မာရာတော်ကြီးရဲ့အေရီယာစတူယမ်မှာ850နဲ့900လောက်ထိပိုင်ဆိုင်နိုင်ခဲ့ပြီးမစကီတာကော်လာလေးရှင်းသဖြတ်ခဲ့တဲ့ချင်းသေးအကောင်ကြီး130နဲ့ဟာအီနာ400ထိရှိခဲ့တယ်လို့ဆိုပါတယ်2021ခုနှစ်ဇွန်လ17ရက်နေ့စကားဖေးရဲ့အသက်14နှစ်မှာဇေယျရဲ့ပြူစားခြင်းကိုမခံနိုင်တော့ပဲတဘာဝအတိုင်းစကားဖေးတကောင်ကျွေလွန်းခဲ့ရပါတော့တယ် စကာဖေးရဲ့တည်ဆုံမှုဟာမဆိုင်မာရာအတွက်ကင်ညာနိုင်ငံအတွက်အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုလို့ဆိုကြပါတယ်။အခုစကာဖေးမရှိတော့ပေမဲ့မဆိုင်မာရာတော်ကြီးထဲမှာချင်းသေးအုပ်တွေချင်းသေးကော်လာလေးရှင်းတွေဟာတအုပ်ပြီးတအုပ်တဘိုးတက်တဘိုးစင်းနဲ့သဘာဝတရားကြီးရဲ့လက်ကွက်အတိုင်းရှင်သန်ကျဆလို့နေသေးဖြစ်ပါတယ်ခင်ဗျာ။